မင်္ဂလာပါဆရာမဒီနေ့သင်ကြားမယ့်သင်ခန်းစာလေးကတော့ Grade 9မြန်မာစာ။နော် Grade 9မြန်မာစာမှာမှာ Brown Shoe ဆိုတဲ့လေးကျိုးကြပြလေးတစ်ပုဒ်ပေါ့နော်။ဒါလေးကနော်တချို့ဆိုတော်တွေဆိုရင်လည်းဒါသချင်းလေးလိုလဲလုပ်ပြီးရဆိုလို့ရပါပေါ့နော်။ဒီကြပြလေးကလေးကျိုးကြပြလေးကသချင်းသဘောလဲဆိုလို့ရပါတယ်။ Guide တော့ Brown Shoe တဲ့နော်။အဲ့တော့လာတကူပဲမို့အလှထူးပါပြီ။ညံ့ညဖူးရဲတဲ့ခိုင်ချွေးဝါး တကယ်တမ်းသာဖြင့်ဘယ်ပန်းတော်စံမတူဘူးနန္ဒမူဖန်ဟုထိတ်မာလာပစ္စည်းကားချွေးတော်သိရတဲ့ဤရိษาယာနော်အဲ့တော့ဒီပရမအပိုက်ကလေးမှာဆိုလို့ချင်းလာတကူပေမို့အလှထူးပါပြီညမြဖူးရတဲ့ခိုင်ရွှေပါနော်လာတကူနော်တကူလာပေါ့အဲ့တော့မြမဆက်လာတဲ့မှာတကူလာရောက်ပြီဆိုရင်တကယ်ကိုထူးခြားတယ်ထူးထူးခြားခြားလေးလှတယ်ပေါ့နော် ညံ့မြဖူးရတဲ့ခန့်ရွှေပါအဲ့တော့ဒီစပဲ့ဘရောက်ပန်းလေးအောင်ဆိုလို့ရှိရင် तू ကအဖူးလေးတွေကညံ့ညံ့ရအောင်ဆိုစိမ့်တာပေါ့နော်အဖူးလေးတွေကတော့စိမ့်စိမ့်လေးတွေပဲအဲ့ဒီအဖူးစိမ့်စိမ့်လေးတွေမှာမှပွင့်လာတဲ့အခါကျတော့မှ तू ကအဝါရောင်လေးတွေပေါ့နော်ဒီလိုအဝါရောင်လေးတွေပွင့်အဲ့တော့တကယ်တမ်းသာဖြင့်ဘယ်ပန်းတော်ဆန်မတူဘူး तू ရဲ့ဘရောက်ပန်းလေးဟာတဲ့တကယ်တကယ်တမ်းဆိုရင်တော့ဘယ်ပန်းနဲ့မှတော့နှိုင်းလို့မရနိုင်ဘူးတဲ့နန်းနမူပန်းကူထိတ်မှလား ပစ္စစ်ကချွေးတော်တိတ်ရတဲ့အေးရိပ်စာရာအဲ့တော့ဒါလေးကြတော့ဒီနန္ဒမုံဖန်ကူထိတ်မှာပစ္စစ်ကဘုရားရေတောင်မှာတဲ့ချွေးတော်တိတ်အပန်းဖြေနော်ဒါဒီဘရောက်ပန်းလေးရဲ့ယဉ်နတ်ဘရောက်ပန်းလေးရဲ့အရိပ်နော်အဲ့ဘရောက်ပင်ရဲ့အရိပ်ဘရောက်ပန်းလေးရဲ့ယဉ်နတ်နဲ့နော်အမောဖြေချရတယ်ဘုရားကတစ်နှစ်တွင်ဒီတလပဲပါတလရင်တရက်ထဲဆိုလိုတာကတော့ဒီပြောင်ပန်းလေးတွေဟာတဲ့เนาะတစ်နှစ်မှာတလအဲ့တလမှာတော့တရက်ထဲပဲ ွင့်ပါတယ်တဲ့နော်ခက်ခဲတဲ့ရေဗုဒ္ဓဖွင့်ရှားကြစုံမြိုင်တွင်အဲ့တော့သူကဆိုလိုတာကတော့နော်တစ်နှစ်တွင်ဒီတလပဲပါတလရင်းတရက်တည်းခက်ခဲတဲ့ရေဗုဒ္ဓဖွင့်ရှားကြစုံမြိုင်တွင်အဲ့တော့ဒီပန်းလေးတွေဟာဟလာတစ်နှစ်မှမှတစ်ကြိမ်တလပေါ့တလတည်းပဲဒီတကူလာတလအဲ့တကူလာမှာတောင်မှပဲတဲ့သူကတိတ်တရက်သေးပဲပွင့် နော်အဲ့တော့ခက်ခဲတဲ့ရေဗုဒ္ဓတကယ်ကိုခက်ခဲတဲ့ရမျက်အမှဖွင့်တဲ့ပန်းကလေးတွေဖြစ်ပါတယ်မြူမင်းဝင်ထံကျူတင်တာချင်းရမတော့ရွှေဝတ်ဆန်းငုံနဲ့ညောင်ငယ်နှင့်ခါတဲ့ကြံဂိမ်းမန်းရောက်ပြန်တော့ဒိန်တရေထိန်ဝေလို့တောက်တဲ့ပြင်လမ်းတလျှောက်သင်မာပြီးစမ်းတလောက်မလင်းနိုင်ဘူးပန်းပရောင်မင်းနော်အဲ့တော့ တကယ်တော့သူဟာတဲ့နော်တစ်နှစ်ဒီမှာတရက်ထဲ sorry တစ်နှစ်ဒီမှာတလာတဲ့တလာထဲမှာမှာတရက်ထဲအဲ့တရက်ကလည်းတကယ်ကိုပဲထွမြတ်တဲ့ရက်ပေါ့နော်အဲ့လိုထွမြတ်တဲ့ရက်မှာမှာတောမြိုင်အတွင်းမှာဖွင့်လေနောက်တစ်ခါမြူမင်းလင်ထံကျူးတင်တာချိန်ရံမတော့နော်ဒါဆိုလိုတာကတော့သူကကြံချိန်ခါရောက်ပြီပေါ့အဲ့လိုကြံချိန်ခါရောက်မှသူကပွင့်လာနော်အဲ့ချိန်မှာဟလာမြူမင်းလင်ထံဆိုမြင်းလင်မျိုးကိုရှက်တန်းပြီးတော့မှတော့အဲ တချမ်းချင်းရောက်လာရင်ပေါ့အဲ့လိုတချမ်းချင်းရောက်တဲ့ခါကျရင်ရွှေဝစ်ဆန်ငုံနှံမြောက်ကဲနဲ့ဆိုတာကရွှေဝစ်ဆန်လေးတွေကနေပြီးတော့မှသူကငုံနှံလေးတွေเนาะငုံဖူးလေးတွေကနေပြီးတော့မှပွင့်လာပြီတဲ့ခါတချမ်းဂိမ်မှန်ရောက်ပြန်တော့တင်းဒီထိန်ဝေလို့တောက်တဲ့ပြင်အဲ့လိုတချမ်းချင်းခါရောက်တဲ့ခါကျတော့ဒီအဖူးလေးတွေကနေပြီးတော့မှချွေဝါရောင်ဘရောက်ပန်းလေးတွေပွင့်လာပြီတဲ့လမ်းတစ်လျှောက်တင်းมาပြီသူကသူ့ရဲ့ဘရောက်ပန်းရနံ့လေးရလဲလမ်းတစ်လျှောက်မှာတင်းပြန့်မှုကြိုင်းနေတယ်စမ်းတလောက်မလင်းနိုင်ဘူးပန်းမရောင်းဘူး နော်အဲ့တော့ပန်းဘရောင်မင်းနော်ဒီပန်းတစ်ချောက်နော်ပန်းလေးတွေဟာတဲ့လမ်းတစ်ချောက်မှာမှုေ့ပြန်တင်းကြိုင်းနေတဲ့ဒီဘရောက်နော်ဘရောက်ကန်းကိုသူကဘာနဲ့နှိုင်းလိုက်လဲဆိုရင်မင်းဆိုပြီးတော့မှနော်အထွတ်ထိပ်ဖြစ်တဲ့မင်းနဲ့နှိုင်းထားတယ်နော်ပန်းတကပန်းတို့ရဲ့ဘယင်ပေါ့အဲ့သဘောမျိုးနဲ့နိုင်ထားပါတယ်အဲ့ဒါကိုအိုကျော်က19ရာစုကနေပြီးတော့မှရေးဖွဲခဲ့တဲ့ကြပြားလေးတစ်ပုတ်ပါတယ်ကြပြားလေးတစ်ပုတ်ဖြစ်ပါတယ်အဲ့တော့ဒီကြပြားလေးရဲ့ဟိုအောင်ကြည့်ရအောင်နော် ခက်စစ်ကိုကြည့်မယ်ဆိုရင်ချွေးတော်တိတ်ဆိုတာကသူကအမောဖြေတာနော်ကဲအဲ့ဒီမှာခဏလေးဟိုကလေဒီဟိုဟာယူရာလေးတစ်ချက်လောက်ပြောမယ်နော်ဒီမှာဆိုလို့ရှိရင်ပရမအပိုက်ကလေးမှာလာရူးပေမို့အလှထူးပါပြီမြတ်မြတ်ဖူးရဲတဲ့ခိုင်ရွှေဝါဆိုတော့အဲ့ဒီမှာနော်ဝါ အချိုးကာယံလေးတွေပေါ့နော်ဟိုကာယံယူတဲ့အချိုးစနစ်ကလေးတွေကိုပြောပါမယ်အဲ့ဒါကဒီမှာဆိုလို့ရှိရင်ပထမအပိုင်မှာဆိုရင်ဝါပေါ့နော်ဒါနောက်တစ်ခုကတကယ်တမ်းသာဖြင့်ဘဲပန်းတော်ဆံမတူဘူးနန္ဒဘုံကိုင်းလှန်ကူဖန်ကူထိတ်မှလာပြစ်စစ်ကချွေတော်တိတ်ရတယ်အေးရိပ်စာရဝါနော်သူ့ရဲ့ကာယံကတခါရာပေါ့အဲ့တော့ဒုတိယပိုက်ကရာပထမပိုက်ကဝါဒါတွေဟာအဲကာယံပေါ့နော်ကာယံစနစ်ကလေးတွေပါပထမပိုက်ကဝါဆိုရင်ဒုတိယပိုက်မှာရာနဲ့သူက ချပေးထားတယ်။နောက်တစ်ခုတတိယပိုက်ဆိုရင်တစ်နှစ်တွင်းဒီသလပြပါတလရင်တရက်ထဲခက်ခဲတဲ့ရေဗုဒ္ဓပွင့်ရှားကြစုံမြိုင်တွင်းနော်အဲ့ဒီမှာကြတော့တတိယပိုက်မှာကြတော့သူကတွင်းပေါ့နော်တွင်းဟာကာယံပဲပေါ့နော်ကာယံယူတာနောက်တစ်ခါမြူမင်းလင်ထံ ူတင်းတာချိန်ရမတော့ရွှေဝတ်ဆန်ကုန်းနှံမြောက်ကဲနဲ့ခါတကြံဂိမ်မှန်ရောက်ပြန်တော့တင်းဒီထိန်ဝေလွတ်တောက်တဲ့ပြင်လမ်းတစ်လျှောက်တင်းမာပြီးစမ်းသလောက်မလင်းနိုင်ဘူးပန်းပရောင်မင်းအဲ့မှာကြတော့မင်းပေါ့နော်အဲ့တော့ twin မင်းဒါကာယံနောက်တစ်ခုကပရမအပိုက်ဆိုရင်ဝါဒုတိယပိုက်ကယာဝါနဲ့ယာပေါ့နော်အဲတတိယပိုက်က twin နောက်သရုတ်ဓပိုက်ကလေးကြတော့မင်းအဲ့တော့ကာယံချိုးကာယံယူပုံလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေယူထားပါတယ် ဲဒါဆိုရင်ခက်စစ်လေးတွေကြည့်အောင်နော်အဲ့တော့ခက်စစ်မှာဆိုရင်ချွေးတော်တိတ်တယ်ဆိုတာကတော့သူကအမောဖြေတာကိုချွေးတော်တိတ်တယ်လို့ခေါ်ပါတယ်နောက်ဂိမ်းမန်ဆိုတာကတော့ຫນွေဥလို့ပေါ့နော်နောက်စုံဆိုတာကတော်ဆာယာဆိုတာကတော့အရိတ်ကိုပြောတာပါနောက်တာချင်ရန်ဆိုတာအတာကူးချင်းနှစ်ကူးချင်းကိုဒါကိုတာချင်ရန်လို့ခေါ်ပါတယ်နောက်နန္ဒမုဖန်ကူးဆိုတာဟိမနာဟိမနာတော်မှာရှိတဲ့မြစ်စုတကနတ်ပန်းပင် ပောက်တဲ့လှိုင်ကူတဲ့အဲ့ဒါကိုနန္ဒမုလှိုင်ကူလို့ခေါ်ပါတယ် လန္ဒန်မူဖန်ကူလို့ခေါ်ပါတယ်။နောက်ပစ္စေကာဆိုတာကပစ္စေကဗုဒ္ဓဖယံငယ်ပေါ့။ဘုရားမပွင့်တဲ့အချိန်မှာဒါပွင့်တဲ့ဟာကိုဖယံငယ်လို့ခေါ်ပါတယ်။နောက်မလင်းနိုင်ဆိုတာပြောမပြနိုင်ဘူးတဲ့။နောက်မင်းလွင်ဆိုတာမြို့ကိုပါ၊မြိုင်ဆိုတာလည်းတော်ပါပဲ။အဲ့တော့ခုနကတော့ပြောတဲ့စုံလည်းတော်၊မြိုင်လည်းတော်ပဲပေါ့နော်။ဒီနောက်တစ်ခါရက်ဗုဒ္ဓဆိုတာကြုံနောက်ကြုံခဲရင့်မြက်ပေါ့နော်။အဲ့လိုရင့်မြက်ကိုပြောတာ။တိမ်တည်ရေဆိုတာကချက်တည်ရေရှိတာကိုပြောတာပေါ့။အဲ့တော့အဓိကဆိုလိုချက်အနေနဲ့ကတော့ဘရောက်ချွေဝါကပြားဟာ စာစုဥကြော်ရေးထားတဲ့လေးကျိုးကဗျာမျိုးစာဖြစ်ပါတယ်တဲ့စာစုဟာနှစ်သက်ကူနှွေပေါ့နော်နှွေနှစ်သက်ကူချိန်မှာပွင့်တဲ့ဘရောက်ပန်းလေးရဲ့အကြောင်းကိုသူကတင်စားပြီးတော့ရေးဖွဲ့ထားတာလည်းဖြစ်ပါတယ်။အဲဒီတော့ဘရောက်ရွှေဝါကဗျာလေးရဲ့ဆိုလိုရင်းလေးကိုအိပယ်ပြန်ပေးထားပါတယ်။အဲဒီတော့ တကူလာရောက်တဲ့အခါမှာတဲ့အများစင်းရောင်အဖူကလေးတွေကနေရွှေဝါရောင်အပွင့်ကလေးတွေအဖြစ်အခိုင်လိုက်ပွင့်လာတဲ့ဘရောက်ပန်းလေးတွေရဲ့အလှဟာထူးခြားလာပါတယ်တဲ့။နောက်ဒီဘရောက်ပန်းဟာမြည်သည့်ပန်းနဲ့မျှရှင်ပြိုင်မတုပနိုင်လောက်ကိုစန္ဒမုံကထားရတဲ့ပန်းဖြစ်ပါတယ်။နောက်ဟိမွေနာတောင်မှာရှိတဲ့ဒီမြေသူစကနတ်ပန်းပေါက်တဲ့နန္ဒမုံလိုင်ကူမှာအေးမြတဲ့အရစ်ကိုခိုလုံပြီးတော့ပြစ်စိကဗုဒ္ဓရဟန္တာတွေဟာဘရောက်ပန်းရဲ့ယဉ်နံ့ကြောင့်အမောပြေစေပါတယ်တဲ့။ နောက်တစ်နှစ်တာကာလမှာဗရောက်ပန်းလေးတွေပွင့်တဲ့အချိန်ဟာတလာတာဖြစ်တယ်။တလာထဲမှာလည်းပဲအပင်တိုင်းဟာတရက်ထဲမှာကြုံတော့ကြုံခဲ့မြက်မြက်အချိန်ခါရင်သာတောမြိုင်တွင်မှာဝင်တတ်ကြပါတယ်။နောက်တစ်ခါမြူကိုးတွေဝင်နေတဲ့အတာဘူးတွေတကူးလာရောက်လို့ရှိရင်အဲ့ရွှေဝါရောင်ဆင်းရှိတဲ့ဗရောက်ပန်းလေးတွေဖုတ်ပွင့်လာကြတယ်။ပြီးရင်ပန်းမြရဲ့အရှင်သခင်ဖြစ်တဲ့လှပအတင့်တဲ့ဗရောက်ပန်းလေးတွေရဲ့ရနတ်ဟာလမ်းတစ်လျှောက်မှာတင်းပြန့်မှုကြိုင်နေတဲ့အချိန်ဟာ တကြံချိန်ခါနူးလို့ပဲဖြစ်ပါတယ်ဆိုပြီးတော့မှအဲ့လိုမျိုးလေးကြပြဆလိုရင်းလေးကိုအတိတ်ပဲပြန်ပေးထားပါတယ်ပြီးရင်လေ့ကျင့်ခန်းလေးတွေကြည့်အောင်ကြိုက်တော့ပရမနံပါတ်1ပေးထားတဲ့မိကွန်းကတော့ပေးထားတဲ့စကလုံးများရဲ့စီလျော်တဲ့အ내အတိတ်ပဲကိုအပြည့်တံမှာရှာပေးပါတဲ့အဲ့တော့ဖူးပေါ့ဖူးဆိုတာကတော့ပန်းဖြစ်လာမဲ့အဖုလုံးလေးပန်းမပွင့်ငယ်မှာဖြစ်ပေါ်လာတဲ့အဖုလုံးလေးပေါ့နော်အဲ့ဒါကိုဖူးလို့ ဖူးလို့ခေါ်ပါတယ်တဲ့။နောက်မြူဆိုတာကလေထဲမှာရဆိုင်နေတဲ့အမှုံလေးတွေပေါ့နော်မြူမှုံလေးတွေဒါကိုမြူလို့ခေါ်ပါတယ်။တကြံဆိုတာနှစ်အောင်းကနေမြစ်တစ်ကိုကူးပြောင်းတဲ့ကာလကိုဒါတကြံလို့ခေါ်တယ်။ထိန်နေဆိုတာထွန်းတောက်တော့တောက်ဆိုတာကမိအလျံထတာကိုတောက်တယ်လို့ခေါ်ပါတယ်။နောက်တစ်ခါအောက်ပါစကလုံးများကိုဝကြဖွဲ့ပါတဲ့နော်ခက်ခဲအဲညာစမ်းပု္ပ္ပာများဒီအဖြေရရင်ခက်ခဲပါသည်လို့နော်အဲ့လိုမျိုးလေး ဝကြဖက်ထားတယ်။နောက်တကယ်တမ်းဆိုပန်းမြနဲ့တကယ်တမ်းပြောရရင်ဘရောက်ပန်းကြီးထူးခြားလာပါသည်လို့နော်အဲ့လိုလေးဖွယ်ထားတယ်။အေးရိတ်ဆိုတာကပူပြင်းတဲ့နွေရာသီမှာအေးရိတ်ကိုတောင်းတကြပါဗျာ။နောက်တစ်ခါကျူတင်းဆိုတာဘရောက်ပန်းပွင့်ချိန်မှာတလန်လုံးပန်းရနံ့နေနဲ့ကျူတင်းနေတယ်လို့ဖွယ်ထားတယ်။ရွှေဝတ်ဆန်ဆိုတာပန်းမြရဲ့ရွှေဝတ်ဆန်လေးတွေကနှစ်သက်ဖွယ်ကောင်းတယ်လို့ဆိုပြီးအဲ့လိုလေးဖွယ်ထားပါဗျာ။ဒါကတော့ကိုယ်စိတ်ကြိုက်လေဖွယ်လို့ရပါတယ်နော်။ဝကြဖွယ်တာတွေကတော့ ဲနောက်နံပါတ်3ကတော့စာစုကဘရောက်ပိုင်းရင်တင့်တယ်လှပါပုံကိုမြည်သူအေးဖွဲ့ထားတယ်နော်အဲ့တော့ဒီတကူလာအချိန်ခါရောက်ရင်အများစင်းအောင်ဖူးကလေးတွေကနေပြီးတော့မှချွေဝါရောင်ဆင်းနဲ့လှပစာဖူးပင်လာတဲ့ဘရောက်ကလေးဘရောက်ပန်းလေးရဲ့လှပပုံကိုစာစုကဘလို့ဖွဲ့ထားလဲဆိုရင်လာတကူဝင်မှုအလှထူးပါပြီညံ့ညဖူးရတဲ့ခိုင်ချွေဝါလို့ဆိုပြီးတော့မှအဲ့လိုရေးဖွဲ့ထားတယ်ပြီးတကယ်တမ်းဆိုရင်တဲ့ဘရောက်ပန်းဟာဘယ်ပန်းနဲ့မှမနှိုင်းရှင်နိုင်လောက်အောင်စံနမူနာထားရတဲ့ပန်းဖြစ်တယ် ပြီးရင်ဟျွမင်နာတောင်မှာရှိတဲ့မြို့စုတကနတ်ပန်းပွင့်နဲ့ပောက်တဲ့နန္ဒမူလိုင်ကူမှာအေးမြတဲ့အရေးကိုခေလုံးပြီးတော့မှပြစ်စစ်ကဗုဒ္ဓယဟန္တာတွေဟာဗရောက်ပန်းရဲ့ယနံ့ကြောင့်အမောပြေကြောင့်အဲ့ဒီလိုလဲရေးဖွဲ့ထားပါတယ်ပြီးတော့မှဗရောက်ပန်းဟာတစ်နှစ်မှာတကူလာတလာပဲအဲ့ဒီတကူလာတလာထဲမှာပေါ့မှာပဲတရက်သေးပဲဖွင့်တတ်တယ်အဲ့ဒီရက်ဟာလဲကြုံတော့ကြုံခဲရက်မြတ်အချိန်အခါဖြစ်ကြောင်းကိုစာစုကဘလို့ရေးဖွဲ့ထားသလဲဆိုရင်တစ်နှစ်တွင်ဒီတလာပါတလား တနှစ်တွင်ဒီသလသာပါတလရင်တရက်ထဲခက်ခဲတဲ့ရေပုတ်တာလို့အဲ့လိုမျိုးရေးဖွက်ထားတယ်။နောက်တစ်ခါမင်းလင်မျိုးကိုတွေဝေစာနေတဲ့အတာကူးတဲ့တကူလာရလို့ရှိရင်တဲ့ချိုးဝါရောင်ဘရောက်ပန်းလေးတွေရနတ်ဟာတင်ပြန့်ကြိုင်နိုင်ပြီးတော့မှနေပါတယ်တဲ့။အဲ့တော့နေရာကြီးသဘင်ကြံပွဲခါချက်တည်ရှိစွာနဲ့ထိန်ထိန်ဝေထိန်ထိန်ဝေတဲ့ဆိုတာဘရောက်ပန်းနေနော်ဝါနေအောင်ပွင့်နော်ထိန်ထိန်ဝေပြီးတော့လမ်းတစ်လျှောက်လည်းတင်ပြန့်မွေးကြိုင်နေတယ်။အဲ့ဒီဘရောက်ပန်းကလေးဟာပန်းကားတို့ရဲ့ ဘရင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းစာဆိုကကာသကျန်ဂိမန်ရောက်ပြန်တော့တိမ်သိအေးထိန်ဝေလွတ်တောက်တဲ့ပြင်လမ်းတစ်လျှောက်သင်းမာပြီးစမ်းကလောက်မလင်းနိုင်ဘူးပမ်မရောင်မင်းဆိုပြီးတော့အဲ့လိုမျိုးရေးဖွဲထားပါတယ်တဲ့အဲ့တော့ဒီလိုနဲ့စာဆိုဟာဘရောက်ပန်းရဲ့တင့်တယ်လှပပုံကိုတင်စားရေးဖွဲထားပါတယ်လို့နော်အဲ့လိုဖြစ်ပေးထားပါတယ်နောက်နံပါတ်၄ပေါ့ဘရောက်ပန်းကိုပမ်မရောင်မင်းလို့ဘာကြောင့်ခေါ်ဆိုလိုက်တာလဲအဲ့တော့ဘရောက်ပန်းဟာ ဘဲပန်းထဲမှာရှင်ပြိုင်တုပပြီးတော့မတုပနိုင်လောက်အောင်စံနမူနာထားရတဲ့ပန်းလေးဖြစ်တယ်။ပြီးရင်ဘရောက်ပန်းဟာတနှစ်မှာတလအဲ့တလမှာတော့မှပဲတရက်သေးပဲဖွင့်တဲ့ပန်းလေးဖြစ်ပါတယ်တဲ့။ဖွင့်တဲ့ရက်ကလည်းသူကကြုံနောက်ကြုံခဲရင့်မြတ်ချိန်ခါဖြစ်တယ်။အဲ့လိုထူးခြားစမ်းကြဲတဲ့ပန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘရောက်ပန်းကိုမင်းလို့နော်ဘရောက်မင်းလို့ခေါ်ဆိုလိုက်ပါတယ်လို့နော်အဲ့လိုလေးဖြစ်ပေးထားပါတယ်။နောက်နံပါတ်5ပန်းဝင်းကျင်မှာရှိတဲ့တင်နှစ်တက်တဲ့ပန်းတစ်မျိုးရဲ့အမည်ကိုဖော်ပြ အဲချစ်ချီအား sorry အပန်းဝင်ရှင်မှာတင်းနှက်တဲ့ပန်းအမြည်တွေကိုပေါ်ပြရမယ်ပြီးတော့မှအဲ့ဒီပန်းရဲ့လှပတင်တယ်ပုံကိုရေးသားစီကုံးမှာလို့ဆိုပြီးတော့အဲ့လိုလေးပေးထားတယ်အဲ့တော့ကျွန်တော်တို့ပန်းဝင်ရှင်မှာဆိုရင်တော့ပန်းတွေအများကြီးရှိတာပေါ့ကွာခံငောဇပဲစကားမြက်လေးနော်ပြက်လေးဖြစ်နေတယ်မြက်လေးပါမြက်လေးပန်းစကားပန်းเนาะဒါပုံမှန်ချမယ်မြက်လေးပန်းခတ်တာရင်းမှာကြာ ခဝဲဒဇင်ခွာညိုပေါက်သရပီကန္ဓမာရင်ခတ်စတဲ့ပန်းမျိုးစုံပေါ့နော်ကုပောင်ညီမဆိုပန်းမျိုးစုံရှိပါတယ်တဲ့အဲ့ဒီပန်းမျိုးစုံတွေဟာသူ့အစင်းနဲ့သူနှစ်သက်ဖွဲကြီးပဲပန်းလေးရတော့အကုန်လုံးဟာသူ့အစင်းနဲ့သူ့ရနတ်နဲ့တော့နှစ်သက်ဖွဲကောင်းတဲ့ပန်းလေးကြီးပါပဲတဲ့အဲ့ဒီပန်းထဲမှာမှာ အဲကိုနှစ်သက်တဲ့ပန်းပေါ့နော်ဒါလည်းသားတို့သမီးတို့စိတ်ကြိုက်ဖြစ်လို့ရပါတယ်ကိုကြိုက်တဲ့ပန်းအကြောင်းပေါ့နော်ဒီမှာတော့သစင်ပန်းလေးအကြောင်းဖြစ်ပေးထားပါတယ်အဲ့တော့သစင်ပန်းဟာတဲ့နဒေါ်လာရဲ့ယာဒီပန်းဖြစ်အောင်လားမကဘူးတဲ့သူကမြင့်မြတ်တော်ဝင်သူတို့သာပန်းစင်ရတဲ့ပန်းဖြစ်တယ်တဲ့ဘာဖြစ်လို့မြင့်မြတ်တော်ဝင်သူတွေပါပန်းစင်ရတဲ့ပန်းလို့ပြောလဲဆိုရင်ဟိုတုန်းကနော်ဘယင်းနေခေတ်ခါဆိုရင်ဒီသစင်ပန်းကိုနော်ပွင့်တဲ့အခါကျရင်ခက်ခက်ခဲခဲနဲ့ဟိုးတောတောင်ကြီးရဲ့အပင်အမြင့်ကြီးတွေပေါ်မှာမဲသူကဆင်ပါ့ အဲ့အပင်အမြင့်ကြီးတွေပေါ်မှာတက်ပြီးတော့ခူးရတယ်ခူးပြီးရလာတဲ့ပန်းဆိုလို့ရှိရင်နန်းတော်တွေကိုအရင်ဆက်ရနန်းတော်တွေကဒီနဘင်းရဲ့သားတော်တွေသမီးတော်တွေဘင်းမိဖုရားတွေเนาะအဲ့ဒီလိုလူမျိုးတွေပဲသုံးဆောင်ခွင့်ရှိတယ်ပန်းစင်ခွင့်ရှိတယ်အဲအဲ့ဒီလိုမျိုးเนาะကြောင်းမလို့သူ့ကိုတော်ဝင်သူတွေဒါပန်းစင်နဲ့ပန်းလို့ပြောတာပါ ဲ့ဒီစင်မန်းဟာအလွန်မြင့်မားတဲ့တိဘက်ကြီးများရဲ့အထက်မှာပြန်တက်ဖွင့်ဝင်နေတဲ့ပန်းလေးဖြစ်တယ်ပြီးတော့သူကနွေလမိုးလကုံဆုံးနဲ့ဆောင်းရာဒီရောက်တဲ့အချိန်ကြတော့မှအဲ့ဒီဆောင်းရာဒီကနှင်းရင်နှင်းဆက်ကလေးတွေကိုတောက်သုံးပြီးတော့မှသူကအဖို့အပွင့်လေးတွေနဲ့ရှင်းရှင်းလင်းလင်းဖွင့်နေပန်းဖြစ်တယ်ပြင်းရှေးပြင်းများလက်ထက်မှာသဇင်မန်းကိုအဲ့တော့နန်းတော်တွေကဘီယင်မီပြားနဲ့တော်ဝင်သူတွေသာပန်ဆင်ခွင့်ရှိပါတယ်တဲ့ နော်တကယ်လို့များအဲ့ဒီဇင်မန်းကိုပေါ့အပြင်ဈေးတွေမှာပေါ့ပြင်ပဆိုနန်းတော် ပြင်ပဈေးတွေမှာရောင်းချခြင်းလဲဆိုရင်တဲ့မြို့ဝင်မင်းထံကနေပြီးတော့မှရောင်းချခွင့်အမိတ်ယူရပါတယ်တဲ့တကယ်လို့များအဲ့ဒီမြို့ဝင်မင်းထံကနေခွင့်ပြုစာမပါဘဲနဲ့မြန်နန်းနှင်းပြင်ပဈေးတွေမှာသွားပြီးတော့ရောင်းမိမယ်ဆိုလို့ရှိရင်တဲ့တွေ့မြင် အလွန်ကြီးလေးတဲ့အပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်ဆိုပြီးတော့မှဒါကြောင့်လဲဥတုကမြက်ပန်တော်ပန်ခိုင်လုံးလန်းကိုဟိုလောင်းပန်းဝင်ဘဲကုံညောင်းဝင်မလို့ဖုံးတဲ့ကန်တဲ့ရွှေသစင်းဆိုပြီးတော့အဲ့လိုမျိုးလေးရေးဖွဲ့ထားခဲ့တယ်ဒါကြောင့်သစင်းမန်းကိုနှစ်သက်ရခြင်းဖြစ်ပါတယ်လို့เนาะအဲ့လိုမျိုးလေးပြပေးထားပါတယ်